အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CSC နီးပညာတွေကိုမျှဝေပေးနေတဲ့ဦးစိုးအောင်မှဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ CSC လောင်းတဲ့နေရာမှာအသုံးပြုတဲ့မူတွေအကြောင်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် CSC လောကမှာကျွန်တော်တို့အတွေ့အကြုံရပေါ့နော်သုံးနေတဲ့မူတွေမှာဆိုလို့ရှိရင်တော်တော်များများကတော့အသင့်လောင်းပြီးတော့နောက်တရက်ကြာမှာ ွာတဲ့မူတွေကိုတုံးတာတော်တော်များပါတယ်တော်တော်များများဆက်ယုံနေကြတော့ကျွန်တော်တို့ CAC လုတ်တဲ့လူတွေကအရင်တော့ကဒီလို CAC နီးပညာကိုမတက်သေးတော့ကျွန်တော် YouTube တို့တခြားနိုင်ငံခြားတင်သိမ်းလာတဲ့မူတွေတချို့တွေလုပ်ငန်းရှင်ကြီးတွေကဓာမျိုးမူတွေကိုနီးစပ်တဲ့ထိုင်းနိုင်ငံတို့တရုတ်နိုင်ငံတို့ကတွေရောမှာယူတင်သွင်းပြီးတော့တော်တော်နဲ့အမှုတွေရှိပါတယ်အဲ့ဒါတွေကိုလည်းပုံစံယူပြီးတော့ ပြန်ကူးယူပြီးတော့လုတ်ထားတဲ့မူတွေလည်းရှိပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအရကျွန်တော်မူစနစ်တွေတော်တော်များများကိုလေ့လာလဲလေ့လာဘူးတယ်တော်တော်များများကိုလည်းကိုယ်တိုင်ဖန်တီးပြီးတော့လုတ်ကြည့်ဘူးပါတယ်သူတို့ကြောင့်မူစနစ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ CAC စပြီးတော့ဖန်တီးမယ်စပြီးတော့လောင်းယူမယ်လေ့ကျင့်တာမဝသေးလို့ရှိရင်ကျွန်တော်တို့ မူစနစ်ဒီမှာဆိုလို့ရှိရင်လောင်းပြီးတော့ပစ်ထားလိုက်မယ်နောက်တည့်ရက်မနေ့မှာပြန်ပြီးတော့ခွာထုတ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမူလှည့်ကြည့်စရာမလိုဘူးလောင်းလိုက်မယ်လောင်းလိုက်ပြီးပစ်ထားလိုက်မယ်နောက်တည့်ရက်မနေ့ကြလို့ရှိရင်ဒီ CSCD ကတုံးနေရ6သွားပြီး6သွားတဲ့အချိန်မှာမူတွေကိုခွာမယ်ခွာယူပြီးတော့ကျွန်တော်နီလန်းနဲ့ကွဲမှာ28ရက်ထားထားမယ်28ရက်ပြီလို့ရှိရင်ကျွန်တော်တို့ကရောင်းတဲ့နေရာကိုဟို30ရက်နေရာကိုရောင်းချလို့ရပါပြီအဲ့ သုံးဆွဲတဲ့နေရာမှာအဆင်သင့်ဖြစ်ပါပြီတို့တကြောင်မူစနစ်ကလည်းအမျိုးမျိုးရှိပါတယ်တို့တကြောင်မူဒီမှာဆိုလို့ရှိရင်ဟလာဟိုတံပြားတွေနဲ့လက်လျှက်မူတွေရှိပါတယ်အဲ့လိုတံပြားတွေနဲ့လက်လျှက်မူတွေကလည်းယူကျူးထဲမှာလည်းရှိပါတယ်တခြားနိုင်ငံတကာမှာလည်းတုံးနေတဲ့အားတွေရှိပါတယ်ကျွန်တော်မြန်မာပြည်မှာလည်းကျန်ကလေး၄၅၆နှစ်တုန်းကဒီလိုမျိုးလက်ရှက်မူတွေကိုတော်တော်များများတုံးဆွဲတဲ့လူတွေရှိပါတယ်လက်ရှက်မူတွေကိုဘာဖြစ်လို့တုံးဆွဲလဲဆိုတော့ တချို့တွေမိုဘိုင်းလုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်ဒီလိုလက်လျှော့မှုလေးတွေကတည်ယူလို့လွယ်တယ်။ဘာလို့လဲဆိုတော့သူကတံပြားပေါ့နော်အရှိကြီးကို CNC ဆက်နေတော့၎င်းကြောက်ဆက်တွေ grinder လေးတော့၎င်းတချမ်းတချမ်းစီရှက်ထားပြီးတော့သူကကြားရှာလို့မျိုးရှက်လိုက်လို့ရှိရင်သူကမိုးပုံစံလေးထွက်လာတယ်။ပုံထဲမှာပြထားတဲ့အတိုင်းရှိပါတယ်။အဲ့လိုလက်လျှော့မှုတွေကသူ့ရဲ့အာဏာချက်ကဘာရှိလဲဆိုတော့ ျွန်တော်တို့ CSC ပြိုရီတွေကိုလောင်းလိုက်လို့ရှင်ရဲ့အဲ့လက်ရှက်မှုတွေကမတိမတာလေးတွေဟဟလာကျွန်တော်တို့ကအောက်မှာအထင်းကိုမရှိတဲ့ကြောင်လက်ရှက်မှုကဒီလို slide ထိုးလိုက်တယ်တံပြားရဲ့အရွယ်အဆောင်လေးတွေနဲ့ငူတည်ပြီးတော့ကျင်တွေကြကြင်မှလည်းကြမယ်အုတ်သားညင်ခြင်းမှလည်းညင်မယ်အဲ့ဒါလေးကတော့အတိတ်ဆုံးရှိတယ်နောက်တစ်ချက်ကလက်ရှက်မှုတွေက လောင်းပြီးသွားလို့ရှင်ရင်သူက ဖြုတ်ရတာနည်းနည်းခက်တယ်ထုရတယ်ရရတယ်လှန့်ပြီးရတာပေါ့နော်နောက်ပြီးတော့ဆွဲထုတ်ဖို့လည်းခက်တယ်တချို့လက်ရမှုတွေကတလုံးနဲ့ကိုအရှိလိုက်ကြီးလှုပ်ထားတဲ့လက်ရမှုတွေရှိတယ်အဲ့ဒါမျိုးတွေကတော့နည်းနည်းလေးဖြုတ်ရတာလွယ်တယ်တချို့လက်ရမှုတွေကနှလုံးတွဲတို့သုံးလုံးတွဲတို့လှုပ်ထားရင်ပုံပြီးတော့ဖြုတ်ရခက်တယ်ပုံထဲမှာမြင်တဲ့အတိုင်းပဲကျွန်တော်လှုပ်ဖူးတဲ့လက်ရမှုတွေကဆိုလို့ရှိရင်တော်တော်လေးဖြုတ်ရခက်ပါတယ်။တချို့ လုပ်ငန်းတွေလုပ်ပြီးတော့ရပ်သွားတဲ့လူတွေရှိမှလည်းရှိပါတယ်တချို့ကျွန်တော်လေးလာဘူးတဲ့စက်ယုံတွေမှာဆိုရင်လက်ရှပ်မိုးတွေနဲ့လုပ်ပြီးတော့လုပ်ငန်းရပ်သွားတဲ့ဟာတွေရှိပါတယ်အဲ့လိုအတွေ့အကြုံအရကျွန်တော်ကမေးကြည့်တယ်ဒီလိုလက်ရှပ်မိုးတွေကဘလို့နေထားရှိတယ်ဖြုတ်ရခက်တယ်တော်တော့ညညာမှုပိုင်းမှာလည်းနည်းနည်းလေးမတိမတာလေးဟာ1မီလီလောက်ဟို0.5လောက်စောင်းပြီးတော့ ရွဲတဲ့အပိုင်းလေးရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်လက်ရှက်မှုတွေလုပ်မယ်ဆိုရင်ဂရိကတာလည်းနည်းနည်းများတယ်ဘလို့များသလဲဆိုရင်ကျွန်တော်တို့ကလက်ရှက်မှုတွေလောင်းတဲ့ချိန်မှာသူကကျမ်းပြင်မို့ဟိုညီညာတဲ့ကျမ်းပြင်မို့ကိုချလိုက်တယ်တချို့တွေကတချို့တွေကလည်းမညီမညာကျမ်းပြင်မို့ကိုချလိုက်တယ်ညီညာတဲ့ကျမ်းပြင်မို့ပဲချသည်ဖြစ်စေမညီညာတဲ့ကျမ်းပြင်မို့ပဲချသည်ဖြစ်စေဒီလက်ရှက်မှုတွေဘီးရတွေကျွန်တော်တို့ CSC ပြောရည်တွေကိုလောင်းလို့ရှိရင်အောက်ချီအသားတွေရပြီး CSC ပြောရည်တွေကအပြင်ကို ထွက်ကုန်တယ်တွန်းကန်ပြီးတော့ထွက်တယ်ထွက်တဲ့တဲ့ကြောင့်ဒီလက်ရှက်မှုတွေလောင်းမယ်ဆိုလို့ရင်ကျွန်တော်တို့ကမူပတ်ပတ်လည်မှာပဲလို့ရှုံလို့နဲ့ဟုတ်ပြီတော့ဒီပျော်ရည်တွေမထွက်အောင်လို့ကာပေးရတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီမှာတစ်ချက်ကားတယ်အဲ့ဒီလက်ရှက်မှုတွေကိုကျွန်တော်တို့ကဟို CSC ပျော်ရည်တွေကိုမကတ်အောင်လို့ကျွန်တော်တို့ချိုးစီတွေတုတ်ရတယ်ဒီဇယ်တို့၎င်းအင်ဂျင်ဝိုင်းတို့၎င်းမူမကတ်တဲ့ မိုးတုတ်တဲ့စီတီဆိုတော့တုတ်လင်းရတယ်အဲ့ဒီချိန်မှာသဲတွေနဲ့ထိမယ်မိုးတွေကိုပြန်ပြီးမယ်အဲ့လိုပေါ့နော်ဂရိကရနည်းနည်းများတယ်အဲ့တော့ဟိုသူ့မိုးကိုမယူအောင်လို့သဲတွေဘေးနားမှာအုံပေးရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီလက်ရှက်မိုးတွေကိုအပေါက်ထိတ်ဒီမှာဂျိတ်ဒီနဲ့ဆွဲထုတ်ဖို့အပေါက်ဒီပါတယ်အဲ့နေရာတွေမှာတန်ကြီးဒီနဲ့ချိန်ပြီးတော့တူလေးတွေနဲ့ခောက်ပြီးတော့ဆွဲထုတ်ပါတယ်အဲ့တော့အိုင်ဒီယာမှာလည်းခက်ခဲပါတယ်။ဘာလို့ဆိုတော့တော်တော်အင်အားလေးတုံးပြီးတော့ ထွက်ရတယ်အဲ့တော့ထွက်လာတဲ့အုပ်တွေကလည်းအနားတွေထိခိုက်ပြီးတော့ပဲ့တယ်ပဲ့တဲ့အတွက်ကြောင့်အုပ်သားတွေလည်းမလှဘူးအဲ့ဒါအနားလေးတွေဟိုဘက်ဒီဘက်ထိတ်ကလေးတွေဟိုဘက်ဒီဘက်ဆိုရင်ကျွန်တော်တို့ရောင်းတန်းအုပ်တွေမှာဆိုလို့ရှိရင်လက်ရမုန်နဲ့ရောင်းတဲ့အုပ်တွေကအမြင်မလှဘူးပေါ့နော်ဝယ်သူ30ရက်လို့တိတ်မကြိုက်ဘူးအဲ့ဒါကြောင့်မလို့အခုနောက်ပိုင်းဆိုရင်လက်ရမုန်တွေနဲ့ထုတ်တဲ့လူတွေနည်းနည်းနည်းပါတယ်တိတ်မရှိတဲ့လောက်ပဲပေါ့နော်တချို့တွေတော့ တချို့နေဒီသားတွေမှာမရှိတော့လဲလက်ချက်မို့လေတုံးကြတာပေါ့တချို့တွေလူတွေကလည်းဟိုအထက်မြင့်အဆောက်ဦးတွေစောက်တဲ့လူတွေဆိုလို့ရင်သူတို့လက်ချက်မို့လေးတွေကတံပြားလေးတွေရဲ့အချက်လိုက်အချက်လိုက်တဲယူလို့ရတော့အဆင်ပြေတယ်အဲ့ဒါမျိုးတွေဆိုလည်းသူတို့တုံးကြတယ်ဥပမာဗျာအထက်မြင့်နေမှာလုတ်တယ်ဆိုလို့ရှိရင်သူတို့ကအုတ်တွေကိုမသေးတော့ဘူးဒီလက်ချက်မို့အချက်ကလေးတွေဝယ်တည်သွားတယ်အပေါ်မှာပဲတိုက်ရိုက်လောင်းတယ်လောင်းပြီးတော့ ိုအုပ်စီမဲ့နေရာမှာဒီအုပ်ကိုလောင်းတယ်လက်ရှက်မှုနဲ့လောင်းတယ်လောင်းပြီးလို့ရှိရင်အုပ်ကိုဆွဲထုတ်တယ်အဲ့လက်ရှက်မှုကိုပြန်ခောက်သိမ်းပြီးတော့နောက်တစ်ထပ်ကိုပြန်ရွှေ့သွားတယ်အဲ့အတွက်ကြောင့်လက်ရှက်မှုကတော့မိုဘိုင်းစနစ်တည်းလောင်းတဲ့လူတွေအတွက်တော်လေးအဆင်ပြေတယ်ဒါပေမဲ့လက်ရှက်မှုကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လောင်းပြီးသွားတဲ့အချိန်ကျရင်ပြန်ထုတ်တဲ့အချိန်ကျရင်နည်းနည်းခက်ခဲတယ်နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကကြတော့အုပ်အသားမလှဘူးထိတ်တည်းဟိုဘက်ဒီဘက်နဲ့ ပုံပဲ့တယ်နောက်တစ်ချက်ကညီညာမှုနည်းနည်းလေးလိုတယ်ဟို0.5လောက်တော့လကောင်း1မီလီလောက်တော့လကောင်းနည်းနည်းရွက်လာစောင်းတာလေးတွေရှိတယ်မတိမတာလေးတွေရွက်စောင်းတယ်အဲ့တော့အုပ်စီရဲ့နေရာမှာရေချိန်ကျဖို့နည်းနည်းလေးစီရဲ့လိုနည်းနည်းဒုက္ခရောက်တော့ဗောနော်အဲ့လက်ရှောက်မှုနဲ့ထုတ်တဲ့အုပ်တွေကနောက်တစ်ချက်ကကြတော့ပြီးသွားလို့နောက်တစ်ချိန်လောင်းဖို့အတွက် ကြလို့ရှိရင်လည်းအဲ့လက်ရှက်မှုတွေတန်ရှင်းလို့ရတာရန်ခက်ခဲဘာဖြစ်လို့တန်ရှင်းလို့ရတာရန်ခက်ခဲလဲဆိုတော့ကျွန်တော်တို့တုတ်လိမ့်ထားတဲ့စီရီယာသဲတွေပြီးမယ်အဲ့ကိုတန်ရှင်းပြန်လုပ်မယ်တခါလက်ရှက်မှုကိုပြန်ဆင်ရမယ်ဆိုရင်အချိန်အရန်ယူရတယ်ဘူးနောက်ပိုင်းတော့လက်ရှက်မှုတွေတုံးဆွဲတဲ့ဟာတွေကနည်းနည်းလေးရှားပါသွားပြီတော်တော်များများကတော့လွှားနဲ့လီးတဲ့စတန်ရယ်ကျွန်တော်တို့ဖက်ထရီမူလို့ခေါ်တဲ့အသင့်လောင်းတဲ့စတန်ရယ်တုံးကြတယ် ဒါကတော့လက်ရှက်မှုအကြောင်းလေးကိုကျွန်တော်ရှင်းပြတာပါဟိုကျွန်တော်တို့တုံးဆွဲတဲ့လူတွေလည်းကိုကြိုက်ရာကိုယူချက်ပြီးတော့တုံးဆွဲလို့ရပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအရလက်ရှက်မှုတွေကထုတ်ရတာခက်ခဲတယ်နံပါတ်1တစ်ချက်လုတ်တဲ့အချိန်ကြာတယ်နံပါတ်3တစ်ချက်ဟုတ်ပြီထွက်လာလို့ရှင်အသားတွေမညီမညာနဲ့ပဲ့တာပေါန်းတာတွေများတဲ့အတွက်ကျွန်တော်ကတော့မသုံးပါဘူးအရင်လုံးကလက်ရှက်မှုတွေကျွန်တော်တော်တော်များများသုံးမှုပါတယ်နောက်ပြီးတော့လက်ရှက်မှုတွေမှာလည်း တချို့တွေကလက်ရှက်မို့ဘူးအမြင့်ရှစ်လက်မတို့၆လက်မတို့ဒူးဒီလောင်းရတယ်အဲ့မူမျိုးဆိုနည်းနည်းလေးထုတ်ရတယ်အဲကျွန်တော်လုတ်တော့ဆိုလို့ရှိရင်ကျွန်တော်ကအုတ်လုံးကြီးညားများနေရာစရိတ်ချင်းချင်းလေးလိုချင်လို့ဆိုပြီးတော့အဲ့လက်ရှက်မို့ဘူးကျွန်တော်က၁၈လက်မအမြင့်နဲ့ကျွန်တော်လောင်းလိုက်တယ်၁၈လက်မအမြင့်လက်ရှက်မို့လုတ်လိုက်တယ်ဆက်ရှိလက်မအမြင့်လက်ချက်မှုလုတ်လိုက်တော့ဘလို့ဖြစ်လဲဆိုတော့အုတ်ကိုကျွန်တော်ကအမြင့် တိုင်းလောင်းလိုက်တော့နေရာကတော့ကျင်းသွားတာပေါ့နော်အုပ်လုံးကြီးအများကြီးထွက်တယ်ပုံထဲမှာပြထားတဲ့နမူနာအတိုင်းပေါ့နော်ကျွန်တော်ပုံထဲမှာလည်းပြထားပါတယ်ဒီချို့ဘယင်တော့လုတ်တဲ့ပုံလေးတွေနဲ့ဗီဒီယိုလေးတွေလည်းတင်ပြထားတာရှိပါတယ်အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့လက်ရှပ်မှုကိုကျွန်တော်ကအမြင့်၁၈လက်မှတ်ကိုလောင်းထည့်လိုက်တယ်လောင်းထည့်လိုက်တဲ့အချိန်မှာဒီ CSC ပြည်ရေးထဲမှာသဲတွေပါတယ်အမြုပ်တွေပါတယ်ဗီလက်မီတွေပါတယ် သဲတိကြီးစားကလေးတဲ့အပိုင်းမှာရှိတော့တဲ့ကြောင်းမတိမတာလေးဒီသဲလေးတွေအောက်ကိုထိုင်သွားတယ်အဲ့တော့ပေါ့တဲ့အရာတွေအပေါ်ကိုတက်တယ်လေးတဲ့အရာတွေအောက်ကိုကျသွားတယ်အဲ့တော့ကျွန်တော်တို့လက်ရှက်မူတွေမူတွေကိုထောင်ပြီးတော့ဟာလာအမြင့်၁၈လမဘင်းကိုလောင်းမယ်ဆိုလို့ရှိရင်ထွက်လာတဲ့အုတ်တီက၁၈လမအပိုင်းမှာဆိုရင် အောက်ပိုင်းကနည်းနည်းလေးလေးနေတယ်အပေါ်ပိုင်းကနည်းနည်းလေးပေါ့ဒီဟာဘာဖြစ်လို့လဲဆိုတော့ သဲတွေကအောက်ကိုလီးတဲ့ဘက်ကိုထိုင်သွားတယ်အမြုပ်နေရအပေါ်ကိုရောက်လာတဲ့အတွက်ကြောင့်အုတ်အသားကတစ်ဖက်နဲ့တစ်ဖက်မညီမညာတွေဖြစ်တယ်တို့တဲ့ကြောင့်လက်ရှက်မှုတွေလုံးမဲ့ဆိုလို့ရှိရင်ရှစ်လက်မအထူကိုအမြင့်လောက်ပဲလုတ်တာပိုကောင်းပါလေဖြုတ်ပါလေပူလွယ်တယ်ခုနကလို16လက်မအထူဆိုလို့ရှိရင်ကျွန်တော်တို့ဖြုတ်ပါတာတော်တော်လေးခက်ခဲပါတယ်အဲ့တော့ကြောင့်လက်ရှက်မှုလုပ်လို့ရှိရင်သတိထားမယ်အချက်တည်းရ အဲ့ဒီအရာတွေရှိပါတယ်လက်ချက်မှုကိုကြိုက်ရင်လည်းကိုသုံးလို့ရပါတယ်ကိုကြိုက်နှစ်တရာကိုလည်းလုပ်ယူလို့ရပါတယ်အကြွေမူနဲ့ပတ်သက်လို့အတွေ့အကြုံတွေဘုဒ္ဓတရားတွေမူနမူနာဒီလိုချင်လို့ရှိရင်ကျွန်တော်ဗိုက်ဘာတွေလည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်ရဲ့ messenger တွေလာရောက်တောင်းလို့ရပါတယ်မူနဲ့ပတ်သက်တဲ့နမူနာ ပုံစံတွေကိုလည်းကျွန်တော်မျှဝေပေးလို့ရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါကတော့လက်ရှက်မူလေးအကြောင်းကိုတင်ပြထားတာဖြစ်ပါတယ်နောက်အပိုင်းကြီးမှာဆိုလို့ရှိရင် battery mode အပိုင်းလေးကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ